စတော်ရီခရာအလုံးမဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာထိုင်းဘာသာစကားရဲ့အတန်အတွက်ဒီမှာအရေးကြီးတဲ့အသက်ရှင်မျိုးတွေကမတ်ရာမဲကိုကတ်တက်ကိုဒီဗီဒီယိုမှာလေ့လာသားကြမှာပဲဖြစ်ပါတယ်ကိုကထိုင်းစာရသည်ဖြစ်စေထိုင်းစာမရသည်ဖြစ်စေဒီဗီဒီယိုမှာအတန်တော့ကောအတိတ်ပဲရောဒီကတ်တက်ရဲ့အလုပ်လုပ်ပုံကိုလေ့ကျင့်ခန်းနဲ့တကွာအတူတူလေ့လာသားကြမှာပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်စပြီးတော့လေ့လာကြကြမယ်ပေါ့နော်မတ်ရာမဲကိုမတ်ရာမဲကိုကတ်တက် ဒီကတ်တက်ကိုအတန်ထွက်တဲ့အခါကျွန်တော်တို့ကအတန်ထွက်ရဲ့အဆုံးမှာအာခေါင်တန်ကတ်တက်နဲ့အဆုံးတက်အပြေရမှာပဲဖြစ်ပါတယ်ဒါကိုတစ်ခုမှတ်ထားမယ်နောက်တစ်ခုကကြတော့ဒီဘီးနဲ့တရာပေါင်းဆက်ပြီးရဲ့အနောက်မှာကောကင်ပါလာတယ်သို့မဟုတ်ခေါ်ခိုင်ခေါ်ခွိုင်းခေါ်ရခန်းဒီဘီးသုံးလုံးပါလာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကတ်တက်အတန်ထွက်ပြေးရမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဘီးသုံးလုံးကကျွန်တော်ကတ်တက်အုပ်စုတွေရလို့မှတ်ထားရင်ရပါပြီနောက်တစ်ခုကကျွန်တော်ထိုင်းလိုပေါ့နော်ကျွန်တော်ထိုင်းစာပိုင်းလေးလာနေတဲ့သူတွေအတွက်ပါ มาตราตัวสกุลแม่กุที่แม่กุอุสุสุราการะทันที่มีกอสกุลที่ก่อไก่ป้องสถาวเลสกุลนี้ หรือธรรมโหดะที่ตัวอื่นที่มีเสียงเหมือนกอสกุลได้แก่ตัวขอขายขอควายขอระคันดังนั้นจะใช้สกุลผิเดะขอขายขอควายขอระคันที่พี่ต้ง လာပေါင်းလို့ရှိရင်လည်းကျွန်တော်တို့ကဒီကတ်တက်အတန်ကိုပဲထွက်ပေးရမယ်အတူတူပဲဆိုတော့ပြောတာဖြစ်ပါတယ်ကျွန်တော်ဥပမာအနေနဲ့ turn ဥပမာတော်ဝလေးတော်ဝလေးဒီမှာဆိုလို့ရှိရင်တော်ဥဝတော်လောအေကောလေးဒီမှာဆိုလို့ရှိရင်ခေါခိုင်လာပေါင်းထားတယ်ပေါ့နော်ဒါပေမဲ့သူ့ကိုကတ်တက်အတန်ပဲထွက်ပေးရမယ်ဆိုတော့ဘယ်လိုထွက်ပေးရမှာလဲဆိုတော့ကျွန်တော်အာကောင်မှာကတ်တက်နဲ့အတန်တွဲရအဆုံးမှာအဆုံးသက်ပေးရုံပဲပေါ့နော်လောအေကောလေး အဲ့ဒါကိုကျွန်တော် call လို့မထွက်ဘဲနဲ့ call လို့ထွက်နေရတယ် law a call late ဒါပေမဲ့အသက်အသက်ကတော့ကတ်သက်ဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကကြာတော့ချုပ်ဒီချောအိုကောချုပ်ဒေါ်ဤဒီချုပ်ဒီချုပ်ဒီဆိုတာကကန်ကောင်းလာကိုပြောတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အတန်တော့ဆက်ပြီးလည်လာကြမယ်ဆိုတော့ဒီစာမျက်နှာကကျွန်တော်စာပိုင်းလေးလာနေတဲ့သူတွေအတွက်ကိုကျွန်တော်ကထည့်ပေးထားတာဖြစ်ပါတယ်ဒီနောက်တဲ့စာမျက်နှာမှာစာပိုင်းလေးလာတဲ့သူရောစကားပြောပိုင်းလေးလာတဲ့သူရော နှစ်ခုလုံးတဲ့အဆင်ပြေအောင်နော်ဆံမြန်းနာမှာကျွန်တော်တို့ကလေ့လာတတ်ကြမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့ဆက်လို့လေ့လာကြကြမယ်ဒါကဒီဘက်မှာအကြဖြီဒီဘက်မှာဆရာနဲ့ဖြီနဲ့ပေါင်းထားတယ်ဒီဘက်မှာကျတော့ဆရာနဲ့ဖြီနဲ့ပေါင်းထားတာကိုမှနောက်ကဖြီကလုံးထပ်ပါလာတာအဲ့ဒါကိုအတက်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဘာဖြီလဲဆိုတော့ကောကင်အတက်ကောကင်ပေါ့နော်ဆိုတော့ကတ်တက်ပေါ့ကတ်တက်ပါလာဆိုလို့ရှိရင်ကျွန်တော်ကလောဦးကောလူလောဦးကောလူလူလူ အားကောင်းမှကျွန်တော်ကကတ်တန်နဲ့ဆုံးသက်ပြရမယ်လုလုလုဆိုတာကတာသမီးကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီဘက်မှာ B ဒီဘက်မှာ B နဲ့တရာဒီဘက်မှာကြတော့နောက်တစ်ပြည်သလုံးကပ်ပါလာတယ်အတက်ခုံနေနဲ့ပါလာတယ်အဲ့ဒါကိုကျွန်တော်တို့ကပေါက်ဖက်ရင်ပေါ်အားကောပါပါပေါ်အားကောပါပါ တော့ကာတက်နဲ့အဆုံးသတ်လိုက်တဲ့ခါကျရင်ကာတက်ကကျွန်တော်အတန်သေးပေါ့နော်အတန်ပြတ်သွားမယ်အတန်ရှည်သွားလို့မရဘူးဘယ်လိုမျိုးလဲဆိုရင်ပေါ်အားကောပါဆိုပြီးအဲ့လိုအတန်ရှည်သွားလို့မရပေါ်အားကောပါပါဆိုတော့နောက်တစ်ခုလေးလာကြမယ်ပေါ့နော်โอเคဒီခန်းမှာကျွန်တော်အဖက်လေးကျင့်ကြမယ်ဆိုတော့စာပိုင်းမရတဲ့သူတွေအဆင်ပြေတယ်စာပိုင်းရတဲ့သူတွေလေ့ကျင့်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်စပြီးတော့လေ့ကျင့်ကြမယ်ကျွန်တော်တို့ကဖြီးစကားလုံးတစ်လုံးမှာကျွန်တော်တို့ကဖြီးရှိမယ်ဆရာရှိမယ်ပြီးရင်အတက်ရှိမယ် အဲ့ဒါကိုကျွန်တော်ပေါင်းပြီးတော့ဖတ်ရတယ်ပေါ့နော်ဆိုတော့ပုံမှန်ဘီနဲ့တရပ်ပေါင်းတာကတော့ဒီတိကြရတယ်အရောအီယာအရိယလို့အတန်းထွက်မယ်အဲ့ဒါကိုကောကင်နဲ့အနောက်အသက်ခုနေပါလာလဲဆိုလို့ရှိရင်ရောအီယာကောရိယအရိယကတ္တနေနဲ့အာဟောမှာအဆုံးသက်အတန်းထွက်ပြရမယ်အရိယအရိယအရိဗျာခေါ်ရဲဆိုတော့နောက်တစ်ခုဆိုလို့ရှိရင်ထောဦးကော to to ဒီမှာဆိုလို့ရှိရင် to ဆိုတော့ကျွန်တော်ကတ်တလေးနဲ့အဆုံးသတ်မှာအတန်းပိတ်ပေးရမယ်ပေါ့နော်။ to u ko to မှန်ကန်နေကျွန်တော်နောက်တစ်ခုဆက်သွားမယ်။ o o ko 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 ထွက်တယ်ထွက်တယ်ထုတ်တယ်ပေါ့နော်။ဟိုမှာအပြင်ထွက်တာမျိုးလို့ ဒါအလုပ်ထုတ်တာမျိုးဆိုလို့ရှိရင်ဒီစကလုံးနဲ့တုံတာပေါ့နော်ဆိုတော့ပြန်ပြီးတော့ကျွန်တော်တို့အဲဒီဘက်မှာအော်အကြကျွန်တော်တို့ကဒါကတရဖြစ်ပါတယ်ဘီမဟုတ်ဘူးပေါ့နော်တရဆိုတော့အော်အော်အော်လို့တန်ထွက်မယ်အဲ့ဒါကိုကောက်ကိုက်နေလားပေါ့ရင်အော်အော်ကောအော်အော်ထွက်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ချောဦးကောချွတ်ချွတ် ဲ့ဒီမှာကျွန်တော်လေချောင်းသံပါတယ်ပေါ့နော်ကျွန်တော်စရားကမြန်မာစရားမရှိဘူးကျွန်တော်လေချောင်းသံထည့်ပြရမယ်ဥရသူ့ရဲ့စရားကဥရအဲ့တော့ချောဥရကောချူရဂျိုဆိုတော့ကျွန်တော်နောက်တစ်ခေါက်ကျွန်တော်လည်းတူတူအတန်မြန်မြန်ဖတ်ကြရမယ်ပေါ့နော်ရောဤရကောရီယာခေါ်ရဲထောဥကောထူမှန်ကန်ရဲအောအောကော အထွက်တယ်။ချောအာကောချူအာကျို Okay ဒါဒီ comes up မဲ့ကိုပါနော်ဒီကတ်သက်စကလုံးတွေကိုကျွန်တော်လေ့လာကြည့်ကြမယ်ဒီမှာခုနကလိုစကလုံးပေါင်းတော့အသေးစိတ်ရှင်းမပြတော့ဘောနော်ဆိုတော့ကျွန်တော်ဒီဟာကိုဒီကတ်သက်အတန်ကိုအထွက်ပြီးတော့လေ့ကျင့်ကြမယ်ဘောနော်ဒီ mini ရတာရေအကုန်လုံးကဒီကတ်သက်အုပ်စုတွေကစကလုံးတွေပဲဖြစ်ပါတယ်အနောက်မှာကျွန်တော်ကောက်ကင်လေးတွေပါတယ် ဒီမှာဆိုလို့ရှိရင်ကောက်ကင်လေးပါလဲဒါအသက်တစ်ခုပဲဒါကွာသိထားဖို့လိုတယ်အဲ့တော့အတန်အတွက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကတ်သက်လေးပါတယ်ခွင်းဆောင်ခွေပေးတဲ့မှာကတ်သက်လေးလေးပါတယ်ဆိုတော့ကတ်သက်လေးပါလို့ရှိရင်ကျွန်တော်ကတ်သက်အတန်နဲ့ထွက်ပေးရမယ်ပေါ့နော်အဲ့တော့ကိုကဘယ်နေရာမှာပဲလေးလာလေးလာဒီလေးလာတဲ့နေရာမှာမြန်မာလိုအတိတ်ပဲရေးထားရဆိုလို့ရှိရင်ကတ်သက်လို့ရေးတိုင်းအာကတ်သက်လို့ပဲအတန်ထွက်ပေးဖို့ဆိုတော့တတိယနေဖို့လိုတယ်ပေါ့နော်အဲ့ဒါမှာကျွန်တော်အတန်အတွက်ဒီဟာဒီအသက်တွေနဲ့ပြီးမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့ကျကြမယ် จนคอเลยบ่เนาะคอเรารออียก็เรียกเรียกคอเลยแล้วกูว่าพี่ตีหนาพี่ตีหน้ายกเล็กย่ออก็ยกรอเออก็เล็กยกเล็กพี่ตีไงแล้วกูว่ากระบาลงูจนว่ารอโอก็โลรอโอก็โลรอโอก็โลโลกระบาลง ပါပါပါအကပါပြောတယ်အဲ့တော့ဂျီမာထားပါတော့ကျွန်တော်ကတ်တက်မပါဘူးပေါ့နော်ဒီဘက်ကတ်တက်မပါဘူးအဲ့တော့ကတ်တက်မပါဘူးဆိုလို့ရှိရင်အဲ့တော့ဘောဘောရလို့ရှိရင်နော်ကတ်တက်နဲ့ထည့်လိုက်တယ်ဆက်ကတ်တက်ထည့်လိုက်တယ်ဆိုရင်ပေါကတ်တက်နဲ့အဆုံးတက်ပြလိုက်ပေါပေါပြောတယ်နောက်တစ်ခုကအပောင်းအပောင်းကိုဘောဝဘောဝဘောဝ ปวักพอวาก็ปวักอปังประเทศเคทเทเรายากยออาก็ยากยออาก็ยากประเทศเดอเพียงแปข้างนอก ข้างนอกอเพียงแปคออางอข้างไม่ถูกข้าง นออกรนอข้างนอก ข้างนอกอเพียงแปนอตัวตา ต้าลูกชาย ลูกชายรออูก็ลูกชออายอชายลูกชาย ตาตาอยู่จ่าหรืตาบุตาลูกชายเราขอเลยบ่เนาะสุรากาตาลีเนี่ยยามเอจันนาร์สามีเราคุ้สัตว์จำเลยโอเคจันนาร์ได้กี่ดาวโอ๊กหัก ออโอ๊กก็อกฮออาก็หักอกหักอกหัก เตะกวยเลยมาเดินเอายอโอกอยุกยุกมาเดินเนี่ยยุกยุกยุกมาเดินเนี่ยนั่นคือว่าอายุอายุกูผักพออากอผักพออากอผัก ผักอายุอายุสูงสิ่งมามามออากอมา အဲ့တော့ကတ်တက်မပေါ့ဆိုရင်မော်အာမာပဲရမယ်အဲ့မာအုံမှာကတ်တက်ထည့်လိုက်ရင်မာမာမာအကောင်မှာကျွန်တော်ကတ်တက်နဲ့အဆုံးသတ်ပြရတယ်ဗောနော်နောက်တစ်ခုကအဆောက်အုံအဆောက်အုံကိုတူတူတော်ဥကောတူတူဆိုတော့စရာကကျွန်တော်လေချောင်းတန်ပါတယ်ဗောနော်အဲ့လေချောင်းတန်ပါတယ်စရာတွေကကျွန်တော်မြန်မာလိုရေးတဲ့ခါကျရင် အတန်တော့ကမမကန်ရေးဖို့ဆိုတာကအနည်းဆက်ဆုံးပဲရေးလို့ရတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ကဒီစာပိုင်းလေးလာဖို့ဆိုတာအားအရလို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ဒီစကားပြောပိုင်းလေးလာလို့ရှိရင်လည်းရတယ်ပေါ့နော်ကျွန်တော်အတန်တော့တွေနဲ့ပဲကျွန်တော်လေးလာလို့ရတယ်ဒါကတော့ခြွင်းချက်ပေါ့နော်ဆိုတော့အစအုံကိုတူတူအဲ့တော့နောက်ထပ်ဆိုလို့ရှိရင် e o e go e နောက်ထပ် e နောက်ထပ်နောက်တစ်ခုကစိုက်ပြိုးတာစိုက်ပြိုးတာကို ปลูปลูปลูปอลอูกอปลูปลูสายจอเอกล้วยเร่าแตกตอเอกอแตก แตกกล้วยเน่ยสักทีว่าเราสักชาวโรงงานจะเราแม่กูที่คำสั่งแม่กูมาแต่อุสุเรกา အာမင်းရောဟာလား16လုံးပဲဖြစ်တယ်ဆိုတော့ကိုကဒီ16လုံးကိုလည်းလေ့ကျင့်မယ်ကတ်တက်အတန်ကိုလေ့ကျင့်မှာပေါ့နော်အဲ့တော့ကတ်တက်အတန်ကိုလေ့ကျင့်ရင်လည်းကျွန်တော်ကဒီ16လုံးရသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအတန်အတန်တွဲတစ်ခုလည်းရမယ်ပြီးရင်ဒီဟာရာမင်းကြီးကိုလည်းရသွားမယ်တစ်ချက်ကိုနှစ်ချက်ပြတ်ပေါ့နော် ဆိုတော့အားလုံးနားလည်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်။ဒါလေ့ကျင့်ခန်းတစ်ခုအနေနဲ့အားလုံးလေ့ကျင့်စေချင်ပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်နောက်ထပ်အသက်တွေမှာလည်းသင်ခန်းစာတစ်ခုအနေနဲ့လာပါမယ်။အရှိမကကျွန်တော်တို့ဒီမတ္တရာမဲကော်ကာအသက်မပါတဲ့အုပ်စုကိုကျွန်တော်လေ့လာခဲ့ပြီးဒီခေါက်မှာကျွန်တော်ကတ်တက်အုပ်စုလေ့လာခဲ့တယ်။နောက်တစ်ခေါက်မှာကျွန်တော်တို့ကနောက်ထပ်အသက်တစ်ခုသင်ခန်းစာကိုဆက်လေ့သွားကြဆက်လေ့လာသွားကြမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားလုံးကောင်းသောနေ့လေးပတ်စံနေကြပါစေဗျ။စวัสดีครับ